ဒီလိုတွေဒီ level ထဲမှာပေါ့ပဲ level မှာမှခေါင်းပုံလို့မရတဲ့အာအချက်ရစီမှုမျိုးတွေစသဖြင့်အဲ့လိုမျိုးပေါ့နော်သူတို့ရဲ့ကျူလုံးခဲ့တဲ့အရာတွေအတွက်သူတို့ပြန်ခံစားရတဲ့ကြီးရဲ့အရာတွေပြန်ခံစားနေချင်ပေါ့နော်စိတ်နာနေတဲ့ပုံမျိုးအဲ့လိုအပ်ပေါ့အဲ့လို grade 1 2 3နေတိုင်းလူလူလိမ့်ပိုင်းဆိုင်ရာကြုံတွေ့ခံစားနေရတဲ့မြန်မာနိုင်ငံအတွင်းကအမျိုးသမီးတွေကိုအကာအကွယ်ပေးကြဖို့ထိုင်းနိုင်ငံရဲ့ LGBT မဲပွဲရထားတဲ့ Miss LGBT Thailand Demon Thakrit ကတောင်းဆိုလိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မြို့မဲဆောင်မှာအော်တိုဘားလ31ရက်နေ့က Stop the Race ဆိုတဲ့ခေါင်းစဉ်နဲ့တရုတ်ပြပွဲတစ်ခုကိုလှုပ်ဆောင်ပြီးအခုလိုတောင်းဆိုသွားတာပါဒီမွန်တက်ဂရိတ်ဟာ2023ခုနှစ် Miss LGBT Thailand ပွဲမှာမြန်မာကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးပြိုင်ပွဲတစ်လျှောက်ရေပန်းအစားဆုံးစု Popular Award နဲ့လူမှုရွေးချယ်မှုစု People's Choice တို့ကိုစုကူးနိုင်ခဲ့ပါတယ် စစ်ကော်မရှင်နဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့လက်နက်ကိုင်အင်အားစုတွေရဲ့ကျူးလွန်နေတဲ့လိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ချိန်ချမှုတွေအတွက်ဖိဖိစီစီကင်တွေဖြစ်ရှင်းစေချင်တာကြောင့်ဒီတရုတ်ပြပွဲကိုလှုပ်တာဖြစ်တယ်လို့သူကပြောပါတယ်။ဒါအပြင်တော်လိုင်းရင်ကိုဒီဇိုင်းမမတ်လှုပ်ဆောင်နေသူတွေရဲ့ကျူးလွန်နေတဲ့လိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက်လည်းတော်လန်ပြည်သူတွေအနေနဲ့လူမှုရေးပြစ်ဒဏ် social punishment ကိုထိထိရောက်ရောက်လှုပ်ဆောင်ရမယ်လို့ဒီမွန်ဒဂရစ်ကပြောပါတယ်။ အာလိမ်ပိုင်းဆိုင်ရာစော်ကားမှုလို့ပြောတဲ့အခါမျိုးတွေမှာကျွန်တော်တို့တွေအခုပေါ့နော်တော်လန်ကြီးရဲ့အာစစ်ကောင်စီဘက်ကအပါဝင်ပေါ့နော်အာကျွန်တော်တို့ဒီတော်လန်ကြီးကိုအထက်ထက်ဝင်ဝင်လောက်ဆောင်ရဲ့လူတွေဘက်ကလည်းကျူးလွန်နေတဲ့အရာတွေပေါ့နော်ကျွန်တော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကြားလာရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအခါမျိုးတွေမှာဆိုလို့ရှိရင်လည်းဒီတော်လန်ပြည်သူတွေအနေနဲ့ဒီသူအာခံရတဲ့ veteran ပေါ့နော်အေဝါကာပွဲပေးရမှာဖြစ်တယ်လို့ပြီးကျူးလုံးတဲ့ပေါ့နော်ဒီလူတွေကိုလည်း အာလောက social punishment လောက်တာမျိုးတွေပြီးလို့ရှိရင်တကယ်ကိုလူမွေးပြစ်ဒဏ်တွေကြီးကြီးမားမားချစေခြင်းလေဒီလူတွေဒီ level တွေမှာပုံဘယ် level မှာမှခေါင်းခုံလို့မရတဲ့အာအဆက်ရစင်မျိုးတွေစသဖြင့်အဲ့လိုမျိုးပေါ့နော်သူတို့ရဲ့ကျူလောက်ခဲ့တဲ့အရာတွေအတွက်သူတို့ပြန်ခံစားရတဲ့ကြီးရဲ့အရာတွေပြန်ခံစားနေခြင်းပေါ့နော်ကြက်ကိုဒီအလဲထားလိုက် လိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ချင်းချောက်ခံနေရမှုတွေကိုစစ်ကော်မရှင်ကသာလှုပ်ဆောင်နေတာမဟုတ်ပဲလက်နက်ကင်အင်အားစုတွေစုမိုးထားတဲ့အနေမျိုးတွေမှာလည်းလိမ်ပိုင်းဆိုင်ရာကျွလွန်မှုတွေဟာမကြာခဏဖြစ်ပေါ်လာနေပါတယ်1 2 3 ဒီဖြစ်စဉ်တွေအတွက်လည်းမြန်မြန်စုံမှုထိန်းချုပ်ထားတဲ့ခေါင်းဆောင်တွေအနေနဲ့အမျိုးသမီးတွေအတွက်ထိရောက်တဲ့အကာအကွယ်ပေးမှုတွေကိုလုပ်ပေးစီခြင်းတယ်လို့ထိုင်းနိုင်ငံရဲ့ထိတ်တန်း LGBT ပြိုင်ပွဲမှာဆုရဘူးသူကပြောပါတယ်။အခုပေါ့နော်ဒီမြန်မာနိုင်ငံတနိုင်ငံလုံးမှာဆိုရင်မလုံးလုံးဘူးပေါ့နော်ခန်းစားနေရတယ်အဲခန်းစားရတဲ့နေရာမှာခုနကကောင်ကပြောသလိုပေါ့နော်အမျိုးသမီး အမျိုးသမီးတွေကအကြီးအပါဝင်သလိုမျိုးပဲပေါ့နော်တခြားတစ်ဖက်မှာလည်း LGBT အတိုင်းဝိုင်းတွေရောပြီးသွားလို့ရှိရင်အမျိုးသားတွေကပါပေါ့နော်ဒီလိမ္မာကံဆိုတော့ဘယ်လိုပေါ့နော်ကျုံနေရတယ်အဲ့အရာတွေကိုလည်းမြင်အတန်နေပေါ့နော်တစားစားချားလာရတယ်ဖြစ်နေတော့ပေါ့ဆိုတော့အဲ့ဒီလိုမျိုးအမတိမ်မှုတွေကျူးလွန်နေတဲ့သူတွေအပြင်လိမ္မာဆိုင်ရာတွေကိုဒီလိုမျိုးစော်ကားနောက်ဆက်သူတွေပေါ့နော်အဓိကတော့ တင်မြင့်ရတဲ့အရေးကြီးဆောင်ရွက်စေချင်တယ်ဒီအရာတွေပေါ့နော်အရှင်းမသားရကပေါ့ဒီအရာနဲ့ဖိုက်တန်တဲ့ကြီးလေးရဲ့ပြစ်မှုပေါ့နော်ပြစ်မှုတွေကိုအဲ့လိုကြက်ကြက်မမချစေချင်တယ်ပြီးတော့ရှင်ဥပဒေတစ်ခုပေါ့နော်ပေါ်ပေါက်စေချင်တယ်လို့ကျွန်တော်အနေနဲ့ဆိုတော့ပေါ်ပေါက်စေချင်လို့တော့ရရဒီကမြင်တော့တိတ်တိတ် မြန်မာနိုင်ငံမျိုးသမီးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်အရစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပြည်ပခန့်နဲ့ဆက်နွယ်တဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု963မှုထိရှိတယ်လို့သိရပါဗျ။